မင်္ဂလာပါရှင်။ဟုတ်ကဲ့အဲ့တော့ကျွန်တော်ကဒီသင်ခန်းစာဗီဒီယိုဖိုင်လေးမှာကြာတော့လေကျွန်တော်ကိုရိုမာရိုပေါ့နော်။ All time every time အဲ့နှစ်ခုရဲ့ကြောက်ကြဲလေးကိုကျွန်တော်ကရှင်းပြပေးချင်တာဖြစ်ပါတယ်ရှင့်။ Okay အရင်ဆုံး all time ကျွန်တော် all time ရဲ့အဓိပ္ပာယ်ကကျွန်တော်တို့တစ်လျှောက်လုံးပြမဆိုလို့ရှိရင်ကျွန်တော် history ပေါ့။တမိုင်းကာလတစ်လျှောက်လုံးမှာတစ်ခုခုအဖြစ်ဆုံးမှာအကောင်းဆုံးအကြိုက်ဆုံး ဒါပေမဲ့အစိုးရဆိုလို့ရှိရင်လည်းအစိုးဆုံးစသဖြင့်ပေါ့နော်တခုခုအဖြစ်ဆုံးကိုကျွန်တော်ပြောချင်တယ်ဆိုလို့ရှိရင်ကျတော့ all time ကိုသုံးပါတယ်ရှင်။သူကကျွန်တော်တို့မကြာခဏနေနေဆိုလို့ရှိရင် off နဲ့တွဲပြီးသုံးတယ်ပေါ့နော် off all time ဆိုအဓိပ္ပာယ်ပေါ့နော်။ Okay ဥပမာနေနေဆိုလို့ရှိရင် this movie is the greatest of all time ဒီဇာကားကပြောပါဆိုတော့ main character တခြားအောင်လုံးမှာပေါ့နော်အကောင်းဆုံးဇာကားပဲတဲ့ကလာတခြားလုံးမှာအကောင်းဆုံးဇာကားပဲပေါ့။နော်ကျွန်တော် all time ရဲ့အဓိပ္ပာယ်ဒီကလာတခြားလုံးအဓိပ္ပာယ် โอเคနောက်တစ်ခု every time ကျွန်တော် every time ရဲ့အဓိပ္ပာယ်ကကျွန်တော်တခုခုလုပ်တဲ့အချိန်တိုင်းအချိန်တိုင်းဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ်ရှင့်โอเคเนาะအဲ့ဒါဥမာအပြင်ဆိုလို့ရှိရင် every time she calls i get excited သူမဖုန်းခေါ်တိုင်းငါစိတ်လှုပ်ရှားတယ်တဲ့ Okay အဲ့တော့ကျွန်တော်ကိုရိုမာတို့ all time every time ရှင်းသွားပြီထင်ပါတယ်เนาะအားလုံးပဲကျေးဇူးများကြီးတင်ပါတယ်ရှင့်